ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ရန်ကုန်တောင်ဆိုင်ကာတွန်းချန်နယ်လေးမှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဗီဒီယိုလေးမကြည့်ခင်မှာ VBM လေးဖွင့်ပြီးကြည့်ပေးကြဖို့မြင်တရခံအပ်ပါရရှင်။ဒီကနေ့ပရိသတ်တွေကိုတင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့ဟဲရီတာရဲ့နောက်ကျလိုက်တာနေဘလောက်ပုံနေပြီလဲကြည့်ပါဦး။အခုမှဈေးကနေပြန်လာရသလားဟဲ။အမရဲ့ညီမလေးလည်းအမြန်အမြန်ပြန်လာနေရပါပဲ။ ပြန်လာနေရဲ့လမ်းမှာကြောင်လေးတစ်ကောင်နဲ့တွေ့နေရကြောင်လေးခမရတနာပါတယ်တတော်လေးရေဆာနေရလားမသိဘူးအရာနဲ့သူ့ရေတိုက်ပြီးစကားပြောပေးနေရနေပဲနည်းနည်းနဲ့တော့ကြာသွားတာပါနေရလေလေတကယ်ပါပဲနော်မလိုအပ်ပဲနဲ့လူရိုင်းကိုအကူအညီပေးခြင်းနဲ့စိတ်လေးကိုလည်းပြင်မအောင်ဟဲ့ကြောင်တကောင်အတော့နဲ့အလောက်ထိအချိန်တွေဆွဲပြီးမှလာရသလားအိမ်မှာဘာအလုပ်ရှိလဲဆိုတာကိုရောနင်မသိရောဘူးလားအမကလည်းဘာလို့ဒီလောက်တောင်မှဒေါသတွေထွက်နေရတာလဲဒေါသမထွက်ပါနဲ့နော်အမေပြောပြတဲ့စကားမေ့သွားပြီလား လူဆိုတာကတဖတ်တော့အမြဲတမ်းအကူအညီပေးရမယ်။ဒါမှလူသားဆန်ခြင်းမျိုးပဲ။ဒီမာရီတာအမေကလောကကြီးမှာရှိတော့တာမဟုတ်ဘူး။ဒီတော့အမေပြောသွားတဲ့စကားတွေကအဲ့လောက်ထိလဲငါတို့အတွက်အကျိုးသက်ရောက်မှုရှိမနေဘူး။လောကကြီးမှာရှိရတဲ့တွေအကုန်လုံးကလေတကူကောင်းဆန်တဲ့တွေကြီးပဲအတကြီးကြတယ်။နေဘလောက်ပဲသူများဒုက္ခရောက်နေတဲ့အချိန်မှာအကူအညီပေးပေး။ငါတို့ဒုက္ခရောက်တဲ့အခါကျရင် ပြန်ပြီးအကူအညီပေးမဲ့သူတိုင်ရောက်မှမရှိဘူး။ဒီပုံမြင်လေးမှာတော့ ရွာတရွာမှာနေထိုင်တဲ့ညီမနှစ်ယောက်ရဲ့အကြောင်းပါဝင်ပါတယ်။သူတို့ကအိမ်ငါးပြီးရနေထိုင်နေကြတာပါ။နှစ်ယောက်လုံးကမိဘမဲညီမအရင်တွေပါ။သူတို့ရဲ့မိဘတွေကတော့လွန်ခဲ့တဲ့လအနေငယ်ရင်ကပဲသူတို့ကိုထားပြီးဘဝတစ်ပတ်ကိုပြောင်းသွားခဲ့ကြပါတယ်။တရက်မှညီမနှစ်ယောက်သာအချင်းချင်းစကားပြောဆိုနေခဲ့ကြတာပေါ့။အမေအမေပြောပြတဲ့စကားမှတ်မိလား။အမေရဲ့စိတ်သဘောထားကြီးပါတဲ့။အဲ့ဒီခါကျရင်လောကကြီးမှာရှိတဲ့သူတွေကလေညီမလေးတွေကိုရှင်းပြနေမှာမဟုတ်တော့ဘူး။ တင်တကယ်ပါပဲနော်လူတွေအကုန်လုံးပေါ်ကောင်းပေးလို့ဘာမှမထူးဘူးမမကလည်းလူတိုင်းလူတိုင်းကမကောင်းတာမှမဟုတ်ကြကောင်းမွန်တဲ့သူတွေအများကြီးရှိရဲ့ရွာမညီမလေးတို့ကိုတကယ်စိတ်တဘောချမ်းမှန်မှန်နဲ့ဆက်ဆံတဲ့သူတွေညီမလေးတို့အပေါ်ကောင်းတဲ့သူတွေအကူအညီပေးတတ်တဲ့သူတွေအများကြီးပါမနေ့ကတော့ကပဲညီမလေးတို့နှစ်ယောက်ကိုအလုပ်ပေးမယ်ဆိုပြီးပြောထားတဲ့သူရှိတယ်မဟုတ်ဘူးလားအဲ့ဒီဦးလေးကြီးငါတို့အလုပ်ပေးလိမ့်မယ်လို့နင်းထင်နေလားဒါပေမဲ့သူကအလုပ်ပေးမယ်လို့ပြောထားတယ်ဆိုတော့လေငါတို့သွားတွေးကြတာပေါ့ အရင်နေ့မှညီမနှစ်ယောက်သားအလုပ်လုပ်ဖို့အတွက်ဆိုပြီးလယ်ထဲရောက်လာခဲ့ကြပါတယ်။ဒီလိုနဲ့လယ်ထဲမှာတို့တို့လည်းအလုပ်ရရှိသွားခဲ့ပါတယ်။တို့ကအတင်းနဲ့တွေချိန်သိမ်းရမှာပါ။တို့လည်းပတ်စံနဲ့နဲ့ရှာလို့ရတယ်ဆိုတော့နှစ်ယောက်သားအနေနဲ့စားသောက်ဖို့အတွက်ဖူလုံသွားတာပေါ့။တရမဒီသားလည်းရလာတဲ့ပတ်စံလေးတွေကိုရှိထွက်နေပါတယ်။ရီတာဒီပတ်စံနဲ့ဆိုရင်တော့အိမ်အသုံးစရိတ်အဆင်ပြေသွားမယ်နဲ့တွေ့။မရောက်ဘူးလေအမရဲ့။ဒီလောက်ပတ်စံလေးနဲ့ဘယ်လိုလုပ်အဆင်ပြေမလဲ။အိမ်မှာဖြည့်ထားတဲ့ပစ္စည်းတွေအကုန်လုံးကအမြန်ဆုံးစားလို့တောက်လို့ကုန်သွားလိမ့်မယ်။စားတောက်ပြီးသွားတဲ့အခါကျရင် အိမ်ဈေးကရောအိမ်လားကလည်းပေးရမယ်အဲဒါကြောင့်ညီမလေးတို့နောက်ထပ်ကြိုးစားပန်းစားအလုပ်လုပ်မကုန်ဖြစ်မှာညီမနှစ်ယောက်စကားပြောတိုင်ပင်နေခဲ့ကြတဲ့အချိန်မှာပဲတို့အိမ်ကိုတည်ရောက်ရောက်ရှိလာခဲ့ပါတယ်ဒီအချိန်ကြီးအိမ်ကိုဘယ်သူများလာတာလဲမသိဘူးနော်အေးပါညီမလေးရဲ့ခဏလေးငါတော့ကြည့်လာခင်မယ်ညီမနှစ်ယောက်သားတကားသဖွင့်ပြီးကြည့်ခဲ့တဲ့အခါမှာတော့အိမ်ပိုင်ရှင်ကြီးကိုတွေ့ခဲ့ရပါတယ်နင်တို့အဖေလွန်ခဲ့တဲ့၄လလောက်ထရားငါ့ကိုအိမ်ငှားကမပေးတာလေအခုဆိုရင်တော့ငါးလတောင်ပြေးရောမယ်အဲ့ဒီတော့နင်တို့ရွေးချယ်စီရပဲပေးလိုက်တော့မယ်အနောက်ပြန် ငါအခောင်းတခါတည်းရှင်းပြီးရောအိမ်ပေါ်ကစင်းစင်းမစင်းအခုချက်ချင်းပတ်စံပေးဦးလေးရဲ့ကျမတို့မိဘမဲ့ဖြစ်သွားပြီဆိုတော့ဦးလေးလည်းသိရတဲ့အတိုင်းဒီလောက်များတဲ့ပတ်စံကျမတို့ဘယ်ကရှာလာခဲ့ပေးရမလဲကျမတို့အိမ်ကနေမမောင်းထုတ်ပါနဲ့နော်မိဘတွေကတော့မရှိတော့ဘူးအိမ်ပါမရှိတော့ဘူးဆိုရင်ကျမတို့ဒုက္ခအကြီးကျယ်ရောက်ကြရမှာနောက်ထပ်အချိန်နည်းနည်းထပ်ပေးပါအောင်လားကျမတို့အိမ်ငါးကောက်တွေအားလုံးအမြန်ဆုံးပြန်ဆက်နိုင်အောင်ကြိုးစားပါမယ်ကောင်းပြီလေဒါဆိုရင်တော့ ငါ့ကိုဒီနေ့အစပြီးပတ်စံပေးဖို့စဉ်းစားထားကြ။ဒီလိုနဲ့ဂီတာရဲ့လက်ထင်မှာကင်ထားတဲ့ပတ်စံတွေကိုအိမ်ပိုင်ရှင်ကလူယူသွားခဲ့ပါရီ။နောက်ထပ်ရက်အနေငယ်ကြာသွားတဲ့အခါမှာသူတို့နောက်ထပ်ပတ်စံရတော့အိမ်ပိုင်ရှင်ဒီပတ်စံကိုလည်းယူသွားပါရီ။ဒုက္ခပဲအမိုင်ဒီပုံစံတိုင်းဆိုင်တော့ညီမလေးတို့ဘလို့နေကြမလဲ။ပတ်စံကလုံးဝမစိုးမိဘူး။အိမ်ပိုင်ရှင်ကလည်းအလွတ်မပေး။ခဏခဏပတ်စံပဲလာတောင်းနေတယ်။စားတော့ဖို့အတွက်တောင်ပတ်စံကမရှိတော့ဘူးအမရဲ့။ရပါတယ်တိတ်ပြီးတော့လည်းမစိုးရင်ပါနဲ့။နှစ်ဖြန့်ဆိုငါတို့လိုအပ်တဲ့ပစ္စည်းတွေယူပြီးဒီကနေအမြန်ဆုံးထွက်သွားကြတာပေါ့။ဒီကောင်ငါတို့ဘယ်တော့မှပြန်မလာတော့ဘူး။ ငါတို့တခြားနေရာကိုသွားလိုက်မယ်ဆိုရင်တော့ဟိပိုင်ရှင်လဲငါတို့ကိုလိုက်ရှာလို့ရမှာမဟုတ်တော့ဘူး။ငါတို့ပတ်စံလဲဘယ်သူကမှထပ်ပြီးပေးစရာမလိုတော့ဘူးလေ။ဒါပေမဲ့ညီမလေးတို့ဘယ်ကိုသွားကြမှာလဲ။အဲ့ဒါကိုတော့ငါတို့မနက်ဖြန်မှပဲတီးကြရလိမ့်မယ်။အခုလောလောဆယ်တော့ငါတို့စားတော့ပြီးအိတ်ကြမယ်လေ။ မနက်ဖြန်မနက်ကြိုင်တော့ငါတို့ရထား CB ဒီနေရာကနေအမြန်ဆုံးထွက်ခွာမှဖြစ်မယ်။ဂီတာနဲ့အမြန်ဆုံးထမင်းဟင်းချက်ပြုတ်ခဲ့ပါရီ။ထမင်းစားတော့ပြီးသွားတဲ့ခမာညီမနှစ်ယောက်လုံးအမြန်ဆုံးအိတ်လိုက်ကြပါရီ။နောက်နေ့မှညီမနှစ်ယောက်သာအိမ်မှာရှိတဲ့ပစ္စည်းတွေအားလုံးသိမ်းပြီးမနက်အစောကြီးဝေးလီဝင်းလင်းအချိန်မှပဲအိမ်ကနေထွက်လာကြပါရီ။ရထားနဲ့တတော်ဝေးတဲ့တနေရာကိုထွက်သွားကြပါပြီ။နောက်နေ့အိမ်ပိုင်ရှင်အင်ဂိုလာကြီးရဲ့ခမာအိမ်တအိမ်လုံးရှင်းလင်းနေအောင်ကိုတွေးကြရပါရီ။တတော်လဲကြတဲ့မိန်ကလေးတွေအိမ်ကနေထွက်ပြေးသွားကြတယ်ပေါ့လေဟုတ်လား။ ဒါမှငါ့ကိုတို့အိမ်ငါကဆက်ပြီးတော့မပေးရမှာနင်တို့ကအလွတ်ပေးလိုက်မယ်လို့လုံးဝမထင်ထားနဲ့ကျမတို့ရဲ့ဗီဒီယိုလေးကို like and subscribe လောက်ရသေးဘူးဆိုရင်တော့လုံးပေးသွားဖို့တောင်းဆိုလိုက်ပါစေရှင်နောက်နေ့ရောက်ရှိသွားခဲ့တဲ့အခါမှာညီမနေအောင်လုံးကလည်းယထာပေါ်ကဆင်းပြီးတခြားမျိုးတဲ့တနေရာကိုရောက်လာခဲ့ပါပြီဒါနဲ့အမဒါဘယ်နေရာကြီးလဲဒါဘယ်နေရာလဲဆိုတာကိုတော့ငါလည်းမသိဘူးလေငါတို့ရောက်လာတဲ့နေရာကအရင်အောင်ကောင်းတဲ့နေရာဆိုတာကိုတော့ငါတို့သိတယ်တခုခုကြွေးပါလားဘိုက်တွေတအားစားလို့ပါ ခနာကြမှာညီမနှစ်ယောက်လုံးကအနေနဲ့မှရှိတဲ့ဆိုင်ကနေမိုးဝယ်စားကြပါရည်။ညပိုင်းအခမ်းမရတဲ့အခါမှာတို့လည်းဘူဒာယုံမှာပဲအိတ်ကြပါရည်။ခနာနေတော့ရဲရရှိတယောက်ရောက်ရှိလာခဲ့ပြီးတို့ကိုထုံးနေရိုက်ကနှိုးပါရည်။နေတော့ဘဲတို့တွေလည်းဒီမှာပါဖြစ်လို့အိတ်နေကြတာလေ။ထွတ်ထွတ်ထွတ်ဒီကနေချက်ချင်းထွတ်ချက်ချင်းထားကြစမ်းဒီမှာအိတ်ရမယ့်နေရာမဟုတ်ဘူးလာအိတ်မနေကြနဲ့။သွားကြစမ်းချက်ချင်းထွတ်သွားကြ။ဦးလေးရဲ့ဘာလို့တောင်လဲမရိုက်ပါနဲ့။ကျမတို့ကမိန်ကလေးတွေပါ။မိန်ကလေးတွေကိုအခုလိုလိုက်ရွယ်လို့ရလားမရိုက်ပါနဲ့ရှင်။မမရေနာလိုက်ကြ။ အယောင်နာတယ်နင်းအစင်ရောပြည့်ရလားဒီကနေအမြန်ဆုံးသွားကြမယ်ဒီကလူတွေကတကယ်ပါပဲအစင်မပြေခဲ့သူတွေရဲ့နာကျင်ခံစားရမှုကိုနားအကုန်မလဲဘူးငါတို့ဒီကောင်နောက်ဘယ်တော့မှထပ်ပြီးရောမလာတော့ဘူးညီမနှစ်ယောက်လုံးလည်းစိတ်ပြတ်ဝမ်းနေစွာနဲ့ထွက်လာခဲ့ကြရပါတယ်ညပိုင်းသူတို့ဘယ်မှနေရင်ကောင်းမလဲဆိုပြီးနေရာတစ်ခုလိုက်ရှာနေကြပါတယ်သူတို့လည်းဟိုဟိုဒီဒီရှောက်သွားနေရင်းနဲ့နေရာတစ်ခုရောက်ရှိသွားခဲ့တဲ့ခါမှာပြက်စီးနေတဲ့အိမ်အဟောင်းအပြတ်တအိမ်ကိုတွေ့မြင်သွားခဲ့ပါတယ်ညီမလေးရေဒီတ냐တော့အမတို့ဒီအိမ်ထဲမှာပဲတွားပြီးအနားယူကြမယ် အပြင်မှာနေရင်တော့အန်တီအမရတယ်မနက်ဖြန်ကြရင်တော့အိမ်လေးတိုင်ငှားပြီးနေမှဖြစ်တော့မယ်ညီမနှစ်ယောက်လုံးကအဲ့ဒီအိမ်အဟောင်းပြက်လေးထဲမှာပဲသွားအိပ်ခဲ့ကြပါတယ်နောက်နေ့မှဂီတာကလည်းသူတို့ရှိမှပတ်စံဘလောက်ကြံသေးလဲဆိုတာကိုထောက်ကြည့်ခဲ့ပါတယ်ပတ်စံကတပြားမှမရှိတော့ပါဘူးရှိတဲ့ပတ်စံအနေငယ်ကလည်းကြပြောက်ခဲ့ပါပြီဒုက္ခပဲအမရဲ့ဒုက္ခတစ်ခုပြီးတစ်ခုဘလို့လောက်ကြမလဲဘာဆက်လို့ရင်ကောင်းမလဲပြောပါအောင်ကျမတို့ရှိမှကြံတာဆိုလို့အဲ့ဒီပတ်စံနည်းနည်းလေးပဲကြံတာအဲ့ဒီပတ်စံကလည်းကြပြောက်သွားရတယ်လို့အဲ့ဒီပတ်စံရှိရင်အိမ်ငှားပြီးနေလို့ရအောင်ပါ ဟုတ်တယ်ညီမလေးရဲ့ကံကြမ္မာကအမတို့ဘက်မင်းတို့တာမပေးဘူးအမတို့အသက်ငငယ်နဲ့မိဖမဲဖြစ်ကြတယ်အိမ်လူယူခြင်းခံရတယ်လမ်းဘေးကိုရောက်လာပြီးအခုပတ်စံကြပြောက်တယ်ဆိုတော့ဘဝအတော်ဆိုးတာပဲဂီတာလည်းပြောဆိုပြီးတော့ငိုနေပါတယ်ငိုနေတဲ့အိမ်ထဲမှာရှိနေတဲ့ဝလုံးအကြီးကြီးတွေကိုတမမြင်တွေ့သွားခဲ့ပါတယ်ဒါနဲ့ညီမလေးရေအမတို့ရှိမှာဘာနီလာမလည်းမရှိတော့ဘူးပတ်စံလည်းမရှိအိမ်ငှားဖို့လည်းမရှိဘူးဆိုတော့ဒီအိမ်ကိုပြန်ပြုပြင်ဆောက်ပြီးနေကြမယ်ဆိုရင်ရောဘယ်လိုလဲဒီအင်ကိုဒီဝလုံးတွေနဲ့ပြန်ပြင်လိုက်ကြမယ်လေ ဒါဆိုရင်တော့ဒီမှာနေထိုင်ဖို့အဆင်ပြေသွားလိမ့်မယ်။အမတို့ဘယ်ကုမသွားစေရလဲမလို့တော့ဘူး။ကောင်းတာပေါ့အမရဲ့အမပြောတာမှန်တယ်။ကျမတို့ဒါကိုလုပ်လို့ရတယ်။အိမ်တအိမ်လုံးကိုဝလုံးတွေနဲ့ပြန်ပြီးပြင်ဆင်ကြမယ်လေနော်။ညီမနဲ့အောင်လုံးကလည်းရှိတဲ့ဝလုံးတွေအပြင်နောက်ထပ်ဝလုံးတွေအများကြီးလိုက်ပြီးတော့စုပါရည်။စုပြီးရတဲ့အိမ်ကိုလူနေထိုင်ဖို့အဆင်ပြေလောက်အောင်အထည်ပြန်လဲပြုပြင်ကြပါရည်။သူတို့ပြင်ဆင်လိုက်တာကတကယ်တော်တော်လေးကိုလှပသွားခဲ့ပါရည်။ပန်းတွေနဲ့လည်းအိမ်ကိုအလှဆင်ခဲ့ကြပါရဲ့အမရဲ့ကြည်ပါအောင်အိမ်ကတော်လေးကိုလှရတယ်နော်မြမလိုရဲ့ ဝါအိတ်လေးလေဒါပေါ့အရင်တုန်းကရောမာနေခဲ့တုန်းကထက်ဆိုင်ဒီမာနေရတာအများကြီးပိုတာတယ်နော်အဲ့ဒီအိမ်ထက်လည်းပိုလာတယ်မဟုတ်ဘူးလားဒီအိမ်မာနေရဘာလာစာမလည်းဘေးစရာမလိုဘူးနဘူနဆာလောက်ပြီးပတ်စံလာလူမဲ့သူလည်းမရှိဘူးဒီလိုနဲ့ညီမနှစ်ယောက်သာဒီအိမ်လေးမှာနေထိုင်လာခဲ့ကြတာနှစ်လတော့မှကျော်လာခဲ့ပါပြီဒီသားကလည်းအလုပ်တစ်ခုရအောင်လိုက်ရှာရင်အနီးနားမှာရှိတဲ့ဟိုတယ်မှာအလုပ်ရရှိသွားခဲ့ပါတယ်။သူလည်းရရဲလာစားလေးနဲ့အိမ်အသုံးစရိတ်ကိုလောင်းလောက်အောင်ထုတ်ပေးနိုင်ခဲ့ပါတယ်။ရီတာကတော့အိမ်မှာပဲနေပါတယ်။ ။ဒီမှာကအင်းရဲ့တာဝန်တွေအားလုံးကိုယူထားပေးပါရယ်။အင်းလုံးလောက်တာထမင်းဟင်းချက်တာတန့်ရှင်လောက်တာအဝိရှော်တာအားလုံးဒီမှာရဲ့တာဝန်ပါ။ညီမနှစ်ယောက်ကအလုပ်တွေအားလုံးကိုတတိချာချာခွဲဝေပြီးတော့လုပ်ကိုင်းနေကြပါရယ်။အမအဲ့ဒီလောက်ကနေထွက်လိုက်ပါလား။အမရရလာစားနေလေးနေရဲအစင်သိပ်ပြီးတော့မပြေဘူးညီမလေးတို့တော်တော်လေးချိုးချုံချွေတာနေရတယ်ကျမတို့ရှေ့ဆက်ပြီးတော့နေထိုင်မယ်ဆိုရင်တော့ပတ်စံကအေးတစည်းလိုမှာပဲဒီအချိန်မှာသူတို့လည်းစဉ်းစားခဲ့ကြပါတယ်ငါတို့ကအိမ်အခဆင်တာတော်တော်လေးကိုတော်တယ် န်းစီတွေလည်းလုပ်တတ်တယ်ဆိုတော့ငါတို့စီးပွားရေးလုပ်ငန်းအတိတ်တခုစတင်ပြီးလုပ်ကင်ကြမယ်ဆိုရင်တော့ပိုတော့အဆင်ပြေအောင်ပါတခြားသူတွေသဘောကျလောက်တဲ့စီးပွားရေးတခုစတင်မှာပဲသူများအလုံးမှာသွားလို့ရတာအပြောခံရအစုခံရပတ်စံကလည်းနည်းနည်းလေးပဲရတယ်ဂီတာကျောင်းကိုသွားတဲ့ခါတိုင်းမှာဟိုးရေတုံးကလေးကသူမအမှုပညာကိုဆိုရင်တော့စိတ်ဝင်စားပါတယ်ပန်းစီလောက်ရတာအင်ကိုပြင်ဆင်ရတာဒီမဝါဒနာပါတဲ့အရာတွေပါဒီနောက်မှာတော့သူကဝါရီကိုအသုံးပြုပြီးလှပတဲ့အရာတွေကိုစတင်ပြုလုပ်ခဲ့ပါတယ် ဝါနဲ့ချင်းနှောင်းလေးတွေလောက်ပြီးနောက်မှာတော့သူမကလှပါတဲ့ပန်းလေးတွေကိုထည့်ပြီးဈေးထဲမှာပြန်အောင်ပါတယ်။လူတွေကလည်းထူးဆန်းတဲ့အရာတွေကိုတွေ့တော့ကြိုင်းနေတက်ပြီးဝဲယူအားပေးခဲ့ကြပါတယ်။သူမကပကြီးဆွဲရတဲ့တအားကို တော်လုံးနဲ့အတွက်ကြောင့်မလို့ပကြီးကားချက်တွေကိုလည်းရောင်းချပေးပါရယ်။အော်ဒါလေးလက်ခံပါရယ်။သူမကစိုင်လေးကိုဘူရာယုံနာမှာပဲဖွင့်လှစ်ထားခဲ့ရပါ လူအတော်အလာအရန်ကိုများပြားလို့နဲ့နေရာဖြစ်ကြောင်းမလို့သူမရဲ့အနုပညာလက်ရာတွေကိုလူတွေအားလုံးကလည်းသဘောကျနေတတ်ကြတာပေါ့ဒီမှာကြည့်ပါအောင်တကယ်ချင်းရဲ့ဒီဘန်းတွေကတကယ်တော်တော်လေးလာတယ်နော်ငါကတော့သဘောကျလိုက်တာငါတို့အင်ကိုအလားစင်ဖို့အတွက်ဒီဘန်းတွေဝယ်သွားမှဖြစ်ကြောင်းမယ်နဲ့တွေ့တယ်ဒီဘန်းတွေကငါ့ကိုအတော်လေးဆွဲဆောင်နေပြီဟာကောင်းတာပေါ်ဝယ်သွားမယ်လေအင်ကိုလည်းအလားစင်မယ်လက်ဆောင်လည်းပေးလို့ကောင်းတယ်မြများလေးတော့ယူသွားလိုက်အင်တစ်ခုလုံးလှပသွားအောင်လို့ငါတို့ပြင်ဆင်ကြတာပေါ့သူမဆိုင်ဖွင့်ပြီးတိတ်မကြခင်မှာပဲရောင်းလို့ကုန်သွားခဲ့ပါတယ်ဒါကနေ့စဉ်နေရာလိုဖြစ်နေခဲ့ပါပြီ သူမမှာဖောက်တဲ့အခိုင်အမာရရှိလာခဲ့တဲ့နောက်မှာတော့အရင်တုန်းကထပ်ပေါ်ပြီးဗဆန်တွေရှာဖွေလာနိုင်ခဲ့ပါတယ်။တရက်မှာညီမငယ်လေးကအမကိုထပ်ပြီးတော့ပြပြခဲ့ပါတယ်။အမဖြစ်သူရဲ့စူးစမ်းအားထုတ်မှုတွေကိုအရင်တုန်းကထပ်ပေါ်ပြီးတိုးတက်စေခြင်းနဲ့စိတ်ဆန္ဒနေပါ။အမအကြီးဖြစ်သူကညီမလေးကိုလည်းပညာပြန်ပြီးသင်ကြားစေခဲ့ပါတယ်။မိဘနှစ်ပါးလုံး꿰လွန်သွားခဲ့တဲ့နောက်ညီမငယ်လေးခမားအကြောင်းထွက်ခဲ့ရတာပါ။အခုပြန်အဆင်ပြေပြီဆိုတော့သူမကကြောင်းတက်ပြီးဖွဲတစ်ခုရအောင်ယူလိုက်ပါတယ်။ နောက်တော့သူမခလေးတွေကိုစာပြန်ပြနိုင်သွားပါရဲ့။သူမအစိုးရကြောင့်ကဆီယမလေးတယောက်ဖြစ်နေခဲ့ပါပြီ။ညီမနှစ်ယောက်လုံးကလည်းအလောက်ကိုစီလောက်ပြီးစ조사ရုံးကန်လိုက်ကြတာတရမှာတော့အရန်ကိုချမ်းသာသွားခဲ့ကြပါရဲ့။သူတို့လည်းဝါနဲ့ဆောက်လုပ်ထားတဲ့အိမ်လေးမှမနေရောပါဘူး။တိုင်အကြီးကြီးမှနေပြီးပျော်ရွှင်စွာနဲ့ဘဝကိုဖျက်ချနေကြပါရဲ့။ဟုတ်ကဲ့ပါဗီဒီယိုလေးကတော့ဒီမှာပဲပြီးဆောင်သွားခဲ့ပါပြီ။ကျမတို့ရဲ့ channel လေးကို like button subscribe လုပ်သွားပေးဖို့အတွက်တောင်းဆိုလိုက်ပါရစေရှင်။နောက်ထပ် video တွေမှာပြန်လည်တွေ့ဆုံကြပါဦးမယ်။ 结束，再买。谢谢